ရှမ်းပြည်တလွားကိုဘရင်အောင်သိမ်းပိုက်လိုက်ပြီးနောက်ယိုးရီးယားနိုင်ငံရှိဇင်းမယ်မြို့မှာမြမားနယ်ဆက်တွင်တည်ရှိပြီးမြို့ရန်58မြို့ရှိသဖြင့်လူအားလက်နက်အားကောင်းသောကြောင့်လက်ဦးမနှိမ်လျင်နောင်ကာလရန်စစ်ပြိုင်ဘက်ဖြစ်ဖွယ်အကြောင်းကိုမြင်လေရကစစ်အင်အားလုံးရင်ဖြင့်ခြိတက်ရလေသည်ဇင်းမယ်ပြင်းပြတဲ့ယိုးရီးယားခေါ်မေကုတီသည် ြို့ပြင်သို့ထွက်၍တိုက်လျာမြမာတို့ဘက်မှရဲရဲရင်ရင်ထိုးခုတ်တိုက်ခိုက်သဖြင့်ဗျာသဲတက်လဲကြာရှည်မခုခံနိုင်မဲမြို့ရင်းသို့ဝင်ပြေးရလေသည်မြို့ရင်းမှခုခံရာမြမာရဲမတို့မြို့ကိုအတင်းဖြိုတိုက်သဖြင့်မြို့ပေါက်ပြီးပြိုကွဲနေစဉ်ဘရင်ဗျာသဲသည်ကြောက်ရွံ့၍လက်ဆောင်အထူးထူးပေး၍ဘရင်နောင်လက်အောက်သို့ခိုဝင်လာလေသည် ဘရင်အောင်လဲယိုးရရမှာဇင်းမဲ့ဘရင်ပြတဲ့ကိုတစ္ဆာတော်ပြီး၍ယေຊုတော်ကိုတည်သည်တာသနာကိုလည်းချီးမြှောက်ဟုမိန်တော်မူပြီးလျှင်တစ္ဆာမဖောက်เจ้าကို ထင်ရှားစေရန်နှစ်စဉ်ဆက်သွင်းရမည်အခွန်တော်စည်းကြွေ၍စည်းစိမ်မပြတ်ပြန်လဲဆံမြန်းစေလေသည်58မျိုးသားတို့ကိုလည်းခေါ်ယူ၍တစ္ဆာတော်ခံစေပြီးမူလရာထူးအသီးသီးကိုပြန်လဲပေးတော်မူသည် အခြားသောတစ္ဆာရောခံကြရသည်မှာဇင်းမယ်မြို့ရန်58မြို့သားတို့ဖြစ်ကြလေသည်ဘရင်တော်ကသူတို့ယာရုတိုင်းပြန်လဲခန့်ထားပေးလေသည် စင်ကောင်းမြင်ကောင်းတရေကောင်းတို့ကို၎င်းယွန်းပညာရှင် ပကြီးပပုပန်းဘော့ပန်းတော့ပပေပဒိပယံပစ္စည်းသမားပန်းဆိုးတဲ့သူ အထုံးမြိတ်တဲ့သူအကျော်လော်တဲ့သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ကိုရွေးချယ်၍သာမယားနှင့်တကွဟန်တာဝရီတို့ပို့လေသည်ဇင်းမယ်တွင်ပညာတလပညာဆက်တို့ကိုစင်မြင်ရဲမှန်အစုံနှင့်အဆောင်ခန့်ထားခဲ့ပြီးမိုးနေကြောင်ခြည်လျက်ယရနာပူရသို့ခြည်တက်လာရာတန်လင်ထဝယ်စိတ်တို့ရောက်လေသည်မိုးနေစော်ဘွားနှင့်ရက်ဆောက်စော်ဘွားတို့ပုံကန်၍မိုးနေတွင်ထားသောမြမာရဲမှန်မျိုးဆောင်300ကျော်ကို သက်ပြစ်ကြောင်းကြားသိရသည့်အခါဘရင်တော်သည် သားတော်အိမ်ရှိဥပါရာဇကိုခြိတက်နှိမ်နှင်းစေသည်စော်ဘွားများလည်းခုခံမတိုက်နိုင်၍ဘရင်တော်လက်အောက်သို့လက်ဆောင်ပနာများဖြင့်ခိုလုံးလာလေသည်ညောင်ရွှေရက်ဆောက်မိုးနှဲတို့တွင်စော်ဘွားအစ်စ်များခန့်ထား၍စော်ဘွားအဟောင်းများကိုသာ သားများနှင့်တကွနောက်တော်ကလိုက်ပါစေသည်ဇင်းမဲ့သို့လိုက်ပါရသော အချားမျိုးသားများလည်း စားမြဲမျိုးများကို စားเสียရ၌သစ္စာတော်ခိုင်ခိုင်ကဆုလက်ကြီးမြင်သည်နှစ်စင်ရွှေကွန်ငွေကွန်ခဲကွန်ကရိုးကွန်အောင်းကွန်စသော အခွန်တော်များကိုညီ၍မြည်မြဆက်တာရမည်ဟုတတ်မှတ်မိန့်ဆိုပြီးယရနာပူရသို့ခြီထွက်လေသည်ခြီတက်ရလန်ခီး၌တိန်နီစော်ဘွားကလက်ဆောင်များဖြင့်ဝင်လာဥခိုက်၍ဘရင်တော်ကဆုလက်ကြီးမြင်ပြီး နဲရှုပ်ထွေးကို စစ်ဆေးလျင်မိုးနဲစော်ဘွားမတရားသိမ်းယူထားသောနယ်တို့ကိုပြန်လဲခွဲဝေပေးခဲ့သည်တက္ကရာ932ခုနှင့်ဝါကောင်လာဆန်း12ရက်နေ့တွင်ယရနာပူရအင်းဝါသို့ဆက်ရောက်ပြီး အင်းဝါတောင်ဘက်တောင်ပလူနန်းတော်တွင်ဆန်တော်မူပြီးသာသနာတော်ထွန်ကားရေးကိုကြိုးပမ်းဆောင်ရွက်လေသည် ထိုကာလတွင်ဇင်းမယ်ထံမှအကြောင်းကြားလာသည် လင်းစင်မင်းသည် အလုံးရင်းနဲ့ချီတက်လာသဖြင့်ဘေးအနန္လကွန်တုရိုင်လော စာသောမျိုးစားများလင်းစင်းမင်းနဲ့ပူပေါင်း၍ပုံကံထကြွသောကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ပေါ်နေသည်ဘရင်တော်လည်းတမတ်တော်အင်းဝဘရင်သရိုမင်းစောကိုဗိုလ်မှုခန့်၍ချီတက်တိုက်ဖြတ်စေသည် လင်းစင်းမင်းတို့လည်းတက်ပြက်၍ထွက်ပြေးရလေသည်လင်းစင်းမင်းနှင့် အပေါင်းပါတစုတို့၏ရန်ကိုနှိမ်နှင်းပြီးနောက်ဇင်းမဲပြီးမှ အေးချမ်းငြိမ်သက်သွားကြောင်းဘရင်နောင်ထန်လျှောက်ကြရာဘရင်တော်လည်းအားရနှစ်သက်တော်မူလေသည် မြို့သားအစ်စ်များခံထားစေပြီးတမတ်တော်ကို အင်းဝသို့ပြန်လာရန်ခေါ်တော်မူလေသည်ဘရင်တော်မင်းတရားကြီးအင်းဝတွင်စိုးစံနေခိုက်တရုတ်မိုးဝင်စော်ဘွားတရုတ်လာတာစော်ဘွားဆန္နာစော်ဘွားကိုင်းမာစော်ဘွားတို့လည်းကိုယ်တိုင်ကိုယ်စားလာရောက်စီလွတ်၍လက်ဆောင်ပနာများဆက်တာကတစ္ဆာခံကြလေသည် ဘရင်တော်လဲကိုးစလဲတော်လွှတ်၍ပစ္စာတော်ပေးပြီးအဆောင်ရောင်များပြန်လဲချီးမြှင့်လေသည်ထိုစော်ဝါများကတစ်နှစ်လျင်သုံးချိန်လက်ဆောင်တော်များဆက်တာစီပြီးသုံးနှစ်တစ်ချိန်လဲဟန်တာရီနေပြည်တော်သို့ကိုယ်တိုင်လာ၍ခြေတော်ဥတိုက်စေသည်ဘရင်တော်သည်ဗုဒ္ဓမြတ်စွာသာသနာတော်ထွန်းကားပြန်ပွားရန်အလေးမြတ်ထားပြီးစီစဉ်လေသည်နေပြည်တော်နှင့်အညီအလေးတင်တော် ချိန်ခွင်တို့ကိုလည်းစီရင်ပေးသည်နေစွန်နေဖြတ်သဘောမထားကြောသားရင်သားမခွဲကြဘဲဤသူတို့၏အကျိုးစီးပွားကို ဖြစ်ထွန်းအောင်ဆောင်ရွက်ပေးသည်ဖြင့်သာသနာရေးကိုလည်းနေလိုလလိုထွန်းလင်းတောက်ပရန်ဆောင်ရွက်တော်မူသည်တက္ကရစ932ခုနှင့်ကဆုံလာဇန်12ရက်တနင်္လာနေ့တွင်ယရနာပူရအင်းဝါမှ ပြန်လည်ကြွချီယာနေုံလပြေကျော်9ရက် ကြာသာပရိနေတွင်ဟန်တာရီကံဘောဇာတာရီနန်းတော်သို့ရောက်ရှိလေသည်နေပြည်တော်သို့ရောက်ရှိသည်နှင့်ကောင်းမှုတော်မဟာစေတီတဲမိနေရာတွင်ဖုတ်ထွင်းရှင်လင်းမြည်ညှိစေသည်ပညာလောပညာတလပညာပရံပညာကုံထောတီရိဇေယနောယထာတီရိဇေယကြောထင်းနေမျိုးကြောထင်းနန္ဒကြောထင်းအမတ်ကြီးရှိဦးတို့အားအမှုထား၍တပ်သားများကို ်အတီးတီးတာဝန်ယူစေသည်အင်းဝနေပြီးတော့မှဖုတ်ပြီးသားအုပ်အစင်တင့်ရှိနေ၍တဲယူလေသည် ကြောက်တူးရန်လဲလူစိတ်ငွေလေးရာပေးတော်မူသည်တပိတ်သာလျင်ကြက်ဒင်းကားတရာနှင့်ညီမြသောကြောင့်ကြောက်တူးကမှငွေလေးသောကုန်သည်ဟု ယူဆရပေမည်မြေညှိလျင်ကောင်းမှုတော်အနောက်၌ပြတ်သက်နန်းဆောက်၍ဇေဒီတော်မြတ်မပီမချင်း ဘရင်အောင် စီမံကွက်ခဲကစမ်းနေတော်မူသည်တက်ကရဲ412ခုနှင့်ဝါကောင်လာဆန်း9ရက်ကြာသာပရိနိကစ၍ကောင်းမှုတော်မဟာစေတီဖနက်တော်ရာ တွင်တူပြီးနောက်ကြောက်ခင်းလေသည်တန်ကားတော်ရှင်သူမြတ်အပါ ထောင်ကျော်ပင့်၍ဆုံးကပ်လူလန်းပြီးလျင်ဝါကောင်လာပြည့်ကျော်2ရက်ကြာသာပရိနိတွင် ကောင်းမှုတော်မဟာစေတီကိုရွှေအုပ်ငွေအုပ်စတင်၍စီတော်မူသည် လက်ဒေါ်လာဆန်း14ရက်တနင်္ဂနွေနေ့တွင်လက်ဒေါ်၄မျက်စွာဖြင့်သဘင်ကြီးစွာခံ၍မင်းညီမင်းသားမင်းဆွေမျိုးများမူးမတ်စစ်ကဲတေနာပတိပေါင်းကြက်မဲ့၍ရွှေနန်းတော်မှ ကောင်းမှုတော်သို့ပို့ဆောင်စီတော်မူသည်ဘဝရှင်မင်းတရားကြီးဘရင်တော်သည်ဇေဒီတော်တည်နေမှုကို ကိုယ်တိုင်ဖူး၍မိဖုရားကိုလုံမောင်းမအပေါင်းကိုလည်းဖူးမြင်စေသည် ထိုနေ့မှာပင်မိဖုရား ရာဇဒေဝီဘွဲ့ခံဒီပေရင်စတုဂါမဤသမီးရှင် ထွေးလာတွင် သမီးတော်တစ်ပါးဖွားမြင်တော်မူ၍ဓာတ်တော်ပို့တာသောနေမှာဖွားမြင်သဖြင့်ရာဇဓာတုကလျာဟုသောအမည်ကိုခံယူစေသည် နတော်လားပြေကျော်နှစ်ရက်ဗုဒ္ဓဟူးနေ့တွင်သဘင်ကြီးစွာခံ၍ကောင်းမှုတော်မဟာစေတီပထမထာပနာတော်မူသည် နောက်လေ၅ချိန်ထာပနာတော်မူ၏၆လအတွင်း ဖနက်တန်တော်တရားအရက်တော်150ရှိသည်မဟာဇီဒီတော်မြတ်တွင်ဌာပနာသောဓာတ်တော်မူသောရုပ်ထုတော်အရေအတွက်ကရွှေစင်းနှင့်တူသောတရိယာဇတ်တော်8258စုတို့ကိုဗရမ ्या ဇီဒီတွင်ထဲ့တော်မူ၍၎င်းကို ရွှေဇီဒီမျိုးသည် ရွှေဇီဒီကိုမိုးကျိုးဇီဒီမျိုး၏မိုးကျိုးဇီဒီကိုငွေဇီဒီမျိုး၏ငွေဇီဒီကိုကျေးဇီဒီမျိုး၏ ဆွေတော်ဘွားတဆူကိုဗရမ ्या စီဒီတွင်ထဲ့တော်မူသည်မိုးကြိုးအစင်းနှင့်တူသောဓာတ်တော်40တဆူစံတော်1948ဆူဓာတ်တော်636ဆူဆက်သွွားဓာတ်တော်တဆူမောက်ကလန်ဓာတ်တော်6400တဆူရွှေကူဓာတ်တော်3ဆူတိန်ယူရဓာတ်တော်12605ဆူဦးကောင်းဓာတ်တော်40ဦးမင်ဓာတ်တော်46ဆူဇင်းညံဓာတ်တော် 60စုအရှိတတ်တော့1000 1019စုဓာတ်တော်ပေါင်း93609စုတို့ကိုလည်းရွှေကျုံမိုးကျုံငွေကျုံများတွင်တည်တော်မူသည်ဒေါနာနှင့်တထာနိက၎င်းဓာတ်တော်3စုတို့ကိုလည်းရွှေစီဒီကျေးစီဒီတည်တော်မူသည်ပရမယာစင်းလူ33စုမြာစင်းလူ45စု နီလာစင်းလူ5စုတန်နာစင်းလူ2စုဥတ္တဖျာစင်းလူ 21စုကြောင်းမြွေရွဲစင်းသူ2စုနဂါးသွဲစင်းသူကိုစုပရင်စင်းသူ33စုဂေါ်မိတ်စင်းသူ2စုဖယ်စင်းသူ58စုမြက်စွာဖျားဤခမဲတော်တုတ်ဒေါသနာမင်းမေတော်တီရိမဟာမာယာမိတွေတော်ဂေါရမီရတောရယာတာတော်ယာဟုလာလက်ရာယံရှင်သာရိပုတ္တရာလက်ဝဲယံမဟာရှင်မောက်ကလန်တို့ရုပ်ထုတော်နဲ့တကွာ အထပ်သား28စုတတ္တာဌာန9စုအတိတိယဟန္တာ80ရုပ်ထုတော်တို့ကိုလည်းရွှေကိုသွန်း၍ရုပ်ထုတော်ပေါင်း1255စုငွေစင်းလူပေါင်း636စုမိုးကြိုးစင်းလူတော်ပေါင်း42စုပြင်စလောဟာစင်းလူပေါင်း985စုကြေးစင်းလူတော်1205စုကြောက်တလင်းစင်းလူ1000 82ဆူတို့ပြင်ကြေးကိုတွန်းသည့်ယဟန္နာအပေါင်းရုပ်ထုတော်238ဆူပရမယာစီသောဓာတ်တော်45ဆူဓာတ်တော်ရွှေအိမ်80ဓာတ်တော်ငွေ95ဓာတ်တော်ရွှေအိမ်80ဓာတ်တော်ငွေ95ဆူဓာတ်တော်ပရင်ဇေရီ30ဓာတ်တော်မူဂျိုအိမ်20ဓာတ်တော်ကြီးစီရီ5ဆူစသည်များကိုထပ်နာတော်မူသည် အဘိဓမ္မာကျမ်းဦးဝိနည်းကျမ်းဦးတို့ကိုလည်းရွှေပင်ငွေပေတွင်ရေ၍စတင်ရန်ကလတ္တီဟူသော ရွှေစာတော့ငွေစာတော့နှင့်တကွထဲ့တော်မူလေသည်ဘရင်တော်မင်းတရားကြီးရုပ်ထုကိုလည်းမင်းဆောင်မင်းအောင်နှင့်တကွတန်းဆောင်တိုင်းကန်၍ရှစ်ခိုးပူဇော်ဟန်ငွေကိုတွန်း၍ထဲ့တော်မူသည် ခမဲတော်ဖရာရုပ်ထုမဲတော်ဖရာရုပ်ထု အတုမဟာရာဇဒေဝီရှင်မိဖုရားရုပ်ထု သားတော်မင်းသားယုတ်ထုတမိတော်ဓာတုကလျာယုတ်ထုဆန္ဒဒေဝီမိဖုရားယုတ်တမိတော်ခင်စောယုတ်စသည်တို့ကိုဒဇောင်းတိုင်တိုင်၍ဖျားရှိခိုးပူဇော်ဟန်ရွှေကိုတွန်းလုံ၍ထဲ့တော်မူသည်ထို့ပြင်အိမ်နှိမ်တွင်ဖွားမြင်သော သားတော်ယုတ်ညီတော်သရိုးဓမ္မရာဇာယုတ်ညီတော်မင်းကောင်ယုတ်သားတော်နှစ်ပါးတမိတော်နှစ်ပါးညီတော်သရိုးမင်းစောယုတ်တနာတော်မူသော မူးကြီးမတ်ရာတို့အယုတ်စသည့်ယုတ်များကိုသံဆောင်ထိုင်ထိုင်၍ဖျားရှိခိုးဟံငွေကိုတွန်းလုံ၍ထဲ့တော်မူသည်ယင်းသို့သောအခါအပီပီတောင်သောမင်းများနှင့်တကွများစွာသော အလှဆတ်ထူတို့ကိုလှူတော်မူသည့်ဖြင့်ခြေစဉ်တပေါင်းကိုလည်းခြေမိုးရွာသည့်တရန်ကြံ၍လှူတော်မူသည် ထိုကဲ့သို့အမခန်းကုံသော အလှူတော်သဘင်ကြီးကိုကျင်းပ၍ပြီးမြောက်လေးလျင် ကောင်းမှုတော်မဟာစီရီရှိတွင် ဥယင်ချံတည်၍တာဝရိန်သာဟုသောအမည်ကိုသမုတ်တော်မူလေသည်။ကောင်းမှုတော်မဟာဇီတီတော်မြတ်တွင်ဇေတဝင်းចောင်းကြီးလေးဆောင်စောက်တော်မူ၍ကျောင်းမလေးဆောင်ကို ရွှေအပြည့်ထဲတော်မူသည်။နန်ရံများတွင်950ဇက်နီပတ်ဒေါ်လာများကို ရေးချယ်စေသည်။မဟာဇီတီတော်မြတ်၏အရှိတတိုင်းတွင်လည်းသူဓမ္မဇရက်ဆောက်လို့၍ဖျားចောင်းဝင်းခြင်းစသည်များကို ရွှေထဲ့စရာ ပူရော်နဲ့၄ချိန်များရွှေ53ပိသား၅ချက်တစ်ပတ်လူတော်မူသည်ယာယီဆန်နေတော်မူသောပြတ်သက်၃ဆောင်ကိုကျောင်းရံနေတကားကျောင်းကြီးဆောက်၍မဟာယံလုတော်မူသည်ဓာတ်တော်ပို့သောအခါနေတော်မူသောတဲတော်ရာတွင်လည်းဖျားရုပ်ထုတော်ပေါင်းထားရှိရန်ရွှေစရက်ဆောက်တော်မူ၍ရွှေရုပ်ထုတော်၃တောင်လုတ်ပြီးလျင် ထားရှိလေသည်ရေကန်တူးဖော်ပေးပြီးရွှေနန်းတော်မြောက်ဖက် တာတရာတွင်စမ်းကြယ်လှစွာသောရွှေအိမ်တော်နှင့်တကွဆင်ကျုံတဲတော်မူပြီးလျင်တန်ဃာတော်600ပင်၍တဲတော်ဝင်းကျင်လေးမြန်တာတွင်စွန်းလုတ်ကျွေးတော်မူ၍တရားတော်နာယူသည်လူပွဲများစွာကိုလည်းတူရန်တော်မူသည်ဆရာတော်ထမပညာဗလာနှင့်ပြည့်စုံသောဒါမဏီတို့ကို တောင်းတော်မူ၍တက္ကရ923ခုနှင့်တကူလာပြီကျော်9ရက် အင်္ဂါနေ့တွင်ပဇင်းတထောင်ခံယူတော်မူသည်ထိုအချိန်နေတက်ဗဟိုတွင်ယာဇဒေဝီ ရှင်မိဘရားမှသားတော်တစ်ပါးကိုမျက်နာမြင်လျာတန်ဃာတော်တို့ကို စီယုံကైမျက်နာမြင်သည်ကိုအကြောင်းပြု၍သားတော်အားတင်ကတတဟူသော အမိကို ပေးလေသည် ထိုနေ့မှာပင် ကိုလေးတော်ရွှေ53ဘိတ်သာနှင့်40ကျပ်သားကိုကောင်းမှုတော်မဟာဇီးတော်တွင်ရွှေမြက်ပါထည့်ရန် လှူတော်မူသည့်တက္ကရာ924ခုနှစ်တွင်မွန်ပြည်မြမပြည်အားလုံးတွင်ရှိသော ရုတ်ထုဆင်းထုပျက်စီးနေမှုများကိုဆက်လက်ပြင်ဆင်တော်မူသည့်ဤနောက်ရွှေအပြည့်လှူတော်မူသည့်ဘရင်တော်သည် မဟာစည်းတော်မြတ်ကြီးတီတော်မူစဉ်တွင် မိုးမိတ်စော်ဘွားကပဲစော်ဘွားတို့ထံမှတမီးကညာများဆက်သလာသည်ကိုလက်ခံတော်မူ၍နန်းတော်တွင် ကောင်းမွန်သောအိမ်တော်များ စောက်လုတ်ပေးထားလေသည်ဘရင်တော်မင်းတရားကြီးသည်ဖျားတဲကြောင်ဆောင်ပြိုပြက်သည်များကိုပြင်ဆင်ကုသိုလ်ပြုရ၌အလွန်များပြားသောရွှေများကိုအသုံးပြုခဲ့သည်ထိုရွှေများကို စုဆောင်ထားပါကအလွန်များပြားလှပေးမိဟု နိုင်ငံခြားသာမှတ်တမ်းစာအုပ်များတွင်ဖော်ပြခဲ့သည် ကောင်းမှုသောဇေဒီတော်မြတ်ကြီးအားရွှေဆိုင်ကက်လူပူဇော်ရ၌ရွှေပိတ်တာ53ပိတ်တာမြအသုံးပြု၍ ရွှေခတ်ရသည့်အခါရွှေခတ်သူအမှုရမ်းများရိုးဖြောင်ခြင်းမရှိသည့်အတွက်ဘရင်နောင်သည်ရွှေဆိုင်များအမိန်တော်ကို ထုတ်ပြန်ရလေသည်ဘုံတော်လွန်ကြီးမြတ်တော်မူသောစင်ဖြူရှင်သခင်အရှင်ဘဝရှင်မင်းတရားကြီးဖျားအမိန်တော်ရှိသည်မှာရွှေမြက်ပါလုတ်သူတို့မူမှာလက်ထက်တော်ရွှေ160ကျက်လေးနဲ့ရွှေကိုချိန်၍ရွှေတော်တိရအောင်ခတ်လုတ်စီလျင်ရွှေတစ်ချက်လျင်ရှစ်ဆိုင်ခွဲ ိုးဆိုင်သာပုံတော်ရွှေထွက်နိုင်သည်လျှောက်ထားသောကြောင့်ပုံတော်မင်းဆိုင်ရှစ်ဆိုင်နှင့်တပြား90တွင်းလုံစေသည်မူးမတ်စင်ရသားတို့မှလည်းရှစ်ဆိုင်ပုံ12ဆိုင်ပုံကြေးပုံနှင့်စံထား၍လှုပ်ဆောင်စေသည်ကို အရရရအလုတ်တွေတို့ကဖြောင်းမတ်အောင်မလှုပ်ဆောင်ပုံတော်စံတော်ကိုရော့ပေါအောင်လှုပ်ဆောင်သည်ရှစ်ခုနှစ်6ရေ၄ရေနှင့် ခေါ်ဝေါ်ရောင်းဝယ်ကြသည့်အရာများမှလည်းနှစ်ရီကို၃ရီ၄ရီပြုလို့၍ရောင်းဝယ်သည်၆ရီကို၈ရီပြုလို့၍ရောင်းဝယ်သည်များကို ရွှေနားတော်မြတ်မှကြားတည်တော်မူရသောကြောင့်ရွှေ120လျင်တစ်ကျပ်ကနန်းကျန်းအတွက်အလေးချောင်မူသားရှိသည်၆မူသားနှင့်ရွှေကိုချိန်၍ဖတ်စီခြင်းမင်းဆိုင်ပုံတော်ခုနှစ်ဆိုင်နှင့်89ပြားရသည်ငါလျင်ဧကရိမင်းမြတ် ပေးအပ်လှုပ်ဆောင်စေသည့်ရွှေတော်ဖြစ်သည်ရှစ်ဆိုင်ပုံ၁၂ဆိုင်ပုံမှာလည်းရွှေတစ်ချက်ရွှေရှင်ကအွေခတ်လှုပ်ကြလျင်တူပေဒဇာခခလောက်ခဈေးကိုထောက်၍ရွှေပရိန်ငွေပရိန်လက်ခတဘူလေးချက်သာယူစေငွေကိုမယူလျင်ရွှေလေးချက်ဖိုးသင့်ရွှေဆိုင်ကိုသာတွက်ချက်၍စားယူစေရွှေခဲ့အတွက်ရွှေဆိုင်မှာမချုံးမချန်စေနှင့် ရှစ်ဆိုင်ပုံကို16ဆိုင်နဲ့73ပြား12ပြားဆိုင်ပုံကြီးရှစ်ဆိုင်နဲ့83ပြားပေးစီစံကိုင်းဖြူမှာကျေးဇူးတစ္ဆာတစ္ဆာတော်မြတ်ဝန်တွင်ရှိသည့်တိုင်ရွှေလုတ်သူငယ်သားတို့ကို ဖြောင်းမှန်မှန်ကန်အောင်မစစ်ကြောမစီရင်ငယ်သားနှင့်အတူတူကျင့်သူဖြစ်သည်စံကိုင်းအရာကနှုတ်ဝနသူရကိုတစ္ဆာတော်ပေး၍စံကိုင်းခန့် ရွှေခတ်အလုတ်စေးလင်းလဲဆန်ခိုင်းများဆန်ချီခတ်လုတ်စေးရွှေလုတ်သူမှန်သမျှကိုလဲဆန်တော်ပုံတော်ရွှေဤရွှေသေးမပေါ့မလျော့မခိုးမယူအလျက်မပေါက်စရာတော်တဲ့မှန်ကန်ဖြောင်းမှန်အောင်ဆန်ကင်ကစစ်ကြောစီရင်စီပုံတော်ဆန်တော်ရွှေသွေးတို့ကို ရော့ပေါ့ရောင်းဝယ်ကြောင်းတွေ့မိလျင်တွေ့မိသူကိုဆန်ကင်ကယုံတော်တို့အပ်စီ၍နောင်မဝင့်အောင် စီရင်ဟုအမိန်တော်မှတ်လေသည်